ဆရာမြတ်မကြီးရဲ့နှစ်ပိတ်တခွင့်ရှင်မှာအစောတော်ကရင်းရင်မှာ ဒီသင်းကိုအရင်ဗီဒီယိုထဲမှာရတရှူတောင်းကနေပြီးတော့လေ့လာခဲ့ပါတယ်။ဝဟာရရဲ့အကြောင်းကိုလည်းပြောကြရရှိနေပါသေးတယ်။ဒီဒီဘက်ပြောမှာကဝဟာရရဲ့အကြောင်းပါ။ကျွန်တော်အလင်ကပလေဗန်မိတ်ဆွေမတူတူချိုမိထားတဲ့စိတ်ချူးကြံကြောင်ဝဟာရကိုအရင်စပြီးတော့ဖြေပါမယ်။စိန်ကစိန်စီထားတာဖြစ်မယ်။ချူကချူပန်၊ကြာကကြာချီ၊ညောင်ကညောင်ဆောင်လို့ကျွန်တော်တွေးမိပါတယ်။ကျွန်တော်တွေးက မပြေဆုံးပါဘူးဆရာကြီးဦးထွန်းတင်ပြောထားတာကိုအခုနားဆင်ကြည့်ပါတကယ်တော့နန်းဆောင်ကြီးတစ်ခုလုံးကိုပြင်းပြင်းပြီးတော့ပြောတယ်လို့ထင်ပါတယ်ဒီအဆောင်ကစိတ်လေးနဲ့စီထားတော့ပေါ့ချူပန်းချူးနယ်တွေနဲ့စီထားတယ်ကြာရုပ်ကြာနယ်တွေနဲ့စီထားတယ်စင်ရင်ထားတော့ပေါ့ဗျာညောင်ရွက်ဒီပါတွေပေါ့ဒါကကျွန်တော်တို့များသောအားဖြင့်အဆောင်တွေပါတွေပါတို့ရဲ့စီကျလေးရှိတဲ့အရာတွေပါပဲစိန်ကတော့စိန်တော်မီသားစသဖြင့်ရှိမှာပေါ့ဗျာ ချူကတော့ချူပန်းချူနွယ်ဆိုတဲ့ဒါသုံးလေးသုံးတာရှိပါတယ်။ကြာကတော့ခါကြာရိုးနွယ်တွေပေါ့။ညောင်ကလည်းညောင်ရက်ပေါ့။အဲဒီအရေးတွေကအဆောင်မြတ်စီကျဲထားပါလေ။ဒါဆောင်ပဲညီညွတ်တဲ့သဘောရှိနေမှဖြစ်ပါလေ။စိတ်ချူကြညောင်ဆိုတာမင်းသမီးရဲ့အဆောင်လို့ဆရာကြီးကပြောထားတော့အဆောင်မှာလာရောင်လင်းနေတာကိုပြောတာစိတ်ချူကြညောင်လာရောင်လင်းမှလို့ဖြစ်ပါလေ။ဟုတ်ကဲ့ဆရာကြီးခင်ဗျာဟိုလိုင်းထိတ်ကောင်တင်ရဲ့မူရင်းပေါ်တယ်မှာ မှန်ရွှေပြူပြင်းဆိုပြီးတော့ရေးထားတာတွေ့ရပါတယ်ပြူတလုံးကဘာလို့ပုံနေတာလဲဆရာအဲ့တော့ပြင်းမှာမှန်ရွှေပြူပြင်းရဲ့ကဆိုပြီးတော့အဲ့ပြူလေးကတော့ပုံနေတယ်ပြူကပုံနေတယ်ဆိုတော့ဒီပြူကတော့တကယ်တော့ပြင်းရင်းမိကတော့ပြင်းဆိုတာပတင်းပေါ့ဗျာပတင်းလို့ပြောတယ်ပကလင်းတာပေါ့ပြင်းဆိုတာပြီးပြီးပြင်းနေလင်းနေအပေါ့မို့ပတင်းပေါ့ပေါ့ပတင်းကိုနောက်တော့ ်ပတ်တင်းလို့ဘာလို့ဖတ်မှာဆိုတော့မြန်မာရဲ့ထုံးတမ်းစင်လာရေးဒါဘာဖြစ်လဲဆိုရင်အချောင်းရင်းလေးနဲ့ရေးပြန်ရတော့အဲ့တော့ပြုတ်တင်းပေါ့အမှန်နဲ့ဒါကြရင်လို့ပြောချင်တာလုံးကြီးတင်ထဲ့တာတို့တချောင်းရင်ထဲ့တာတို့ဟာသရကိုခြေလိုက်တာပါပဲပြုတ်တင်းကိုအာပြုတ်တင်းတော့ဟောက်မှာမတူဘူးခေါင်းကိုထွက်ပြီးတော့ကြည့်ရတဲ့အရာတော့ပြုတ်တင်းမှာဖြစ်လိမ့်မယ်ဒီမှာတဲ့တို့ဘာလို့ဆိုပြီးတော့ အဲအဲ့လိုလည်းပဲပြောကြတယ်ဗျ။ရရက်ကတော့ဘယ်လိုလဲဟိုတိုးတတ်ပါလေ။ပရိုးရိုးမှလည်းပဲပမှာရရက်ကထဲ့တာကတော့ထဲ့တတ်တယ်။ဘာလို့ရရက်ထဲ့တာပို့ပြီးတော့အားကောင်းတဲ့သဘောရှိလို့ရရက်ထဲ့တာပါ။ဥပမာပြင်အရင်တော့ကရေးတဲ့အခါမှာကြေပေါ်နာပဲထားပါတော့။ကြေပေါ်နေဆိုပဒဝါဆန္ဒတဲ့ပဲပေါ်နာပါ။ဒါမဲ့အသောဝါဆန္ဒတဲ့ကိုပုံလို့အားမရပဲနဲ့ပြောင်းဆိုပြီးတော့မှရရည်လေးထည့်ပြီးတော့ရေးတယ် မွေစလဲတဲ့ဆက်သူရင်းမြစ်ကတော့မွေပဲဗျာ။ဝါဆွဲနဲ့မွေပဲ။အတော့ရရစ်ထည့်ပြောတာရရစ်အထိခုတိရရစ်ကရစ်ထုတ်တင်တာပဲ။မြို့တော်ဘာလို့ဆင်လဲမြို့ရိုးတော်ဘာလို့ဆင်မြို့ဆိုရင်တကယ်တော့လဲမို့ကလာတာပေါ့။မို့ကပဲမြို့လို့ပြောလိုက်တဲ့သဘောပါပဲ။ရရစ်ကလေးကအားကောင်းအောင်ထည့်တာပါ။တိမ်ချင်းရဲ့ရာရောင်ရာရောင်ဘောလေးတို့တပုံးလောက်ရဲ့လို့အကြံကလေးရ ယ်ဆိုတာကဗျာအမျိုးစားတစ်ခုတခြင်းအမျိုးစားတစ်ခုဆိုတာကတော့ဒီများသိပြီးသားပါအဲ့ဒီဘောလေရဲ့ဟောဟာရရင်းမြစ်ကရောပါပါလေဘယ်ကလာတာပါလေဘောလေဟာသူလည်းအသေးချာတော့မပြောနိုင်ကြဘူးတော့ဒါမှဒါလို့တော့ ယ်မပြောကြပါဘူးဒါပေမဲ့အများပြောတာတော့သဘောလည်တယ်ဆိုတာကိုပဲသူကပြောကြတယ်ဗျအစိတ်သဘောလည်လာအောင်ရေးစပ်ခဲ့တဲ့ကဗျာမှုဒါဆန်ထိတ်ကောင်းကြီးရေးတယ်ဗျာဆန်ထိတ်ကောင်းတင်ကကနောင်မင်းသားစိတ်သဘောသူ့စီမှာပြန်လည်လာအောင်ရေးတဲ့ကဗျာဖြစ်လို့သဘောလည်ပေါ့ဗျာသဘောလည်ကိုပဲဘောလည်လို့ခေါ်တယ်လို့အဲ့လိုပဲအဲဒါလည်းပဲယူဆချက်တစ်ခုပေါ့အဲနောက်တစ်ခုကတော့အဲ့ဒီဆန်ထိတ်ကောင်းတင်ကဘောလည် ရွာဘောလေရွာစားရတာပေါ့ဗျာအဲဒါဘောလေမင်းသမီးလေးရေးဆက်တဲ့ခင်ဗျာဖြစ်လို့ဘောလေလို့ခေါ်တယ်လို့လည်းပြောကြတယ်ပေါ့လေအာယုချင်းလို့ပါ လွယ်မလွယ်လွန်နဲ့ရှုပ်တဲ့စကလုံးတစ်လုံးကကျင့်ပါလူတိုင်းနားလည်ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျင့်တစ်လုံးနဲ့ရဲ့အတိပယ်ကဘာလဲတိတိကျကျပြောပါဆိုလို့ရှိရင်တော့ပြောနိုင်တဲ့သူနေပါလိမ့်မယ်ကျင့်နေဆိုတာရှင်းတာကိုပြောချင်တာပါပဲဒါကြောင့်လင်းနဲ့တွဲတော့လင်းကျင့်တာပေါ့ဗျာကျင့်ဆိုတာဟာရှင်းလိုက်တာပဲရှင်းသွားတာဘာမှမရှိတာကိုကျင့်တယ်လို့ခေါ်တာပေါ့တော့အပေါင်တူရှင်းတာပေါ့လေဟိုပလုတ်ကျင့်နဲ့ကျင့်နဲ့အတူတူပေါ့ဗျာပလုတ်ကျင့်နဲ့ဆိုတဲ့ဟာပလုတ်ကိုရှင်းလိုက်တာပဲ နောက်ပြီးတော့ဟိုတုန်းကကျွန်တော်တို့ရှင်မသရတ္ထတရရဲ့ဒေါ်လာထဲမှာပင်းကြီးချင်းချင်းပန်းအင်ဂျင်လေခက်ချင်းခိုက်ချီစောင်းကြီးညိတို့ဆိုတဲ့ဟာလေးမှာပင်းကြီးချင်းချင်းရပင်းချင်းပေါ့ဗျာအောက်ကပင်းချီမှာဘာမှမရှိရှင်းနေတယ်လို့ပြောကျင်တာကိုပင်းကြီးချင်းချင်းလို့ရပင်းနဲ့ပဲကျင်းပါလေကျင်းစာရှင်းတာဘာမှမရှိတာတနည်းအားဖြင့်ပြောရင် ကျနဲ့ရှာပြောင်းလဲပြောင်းနိုင်တယ်ဗျကျဆိုတဲ့အပန်နဲ့ရှာဆိုတာပြောင်းပြီးတော့လည်းပဲကျင်းချင်းနဲ့ရှင်းရှင်းဟာတူတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆယ်ဒီပလိုက်တော့မှကျင်းအကြောင်းကိုဆက်ပြီးတော့တွေးတော့မိပါတယ်အမိုက်လဲကျင်းတယ်ဆိုတာလည်းအမိုက်ကိုရှင်းလင်းတော့ပါပဲပကန်းဆင်းတဲ့အခါမှာပကန်းကိုရေလေးနဲ့အရင်ကျင်းလိုက်တယ်ဆိုတာကလည်းပကန်းကိုရှင်းလင်းလိုက်တာကိုဒါကိုပဲပြောတာပါ ဒါကိုပကံကျင်းတယ်လို့ရေကျင်းတယ်လို့အဲ့လိုမျိုးပြောတာပါဒါလည်းရှင်းလင်းအောင်လုပ်တာပါပဲကျင်းချောင်းကိုတော့အခုမှပဲတည်တည်ချာချာနားလည်တော့ပါလေနောက်တစ်ခါဒီထက်မှပါတဲ့အာယုံအဲ့ဒီအာယုံကတော့ဟိုပါဠိသက်ဖြစ်နေမယ်ထင်တယ်နော်ဆရာပါဠိမှာတော့အရုဏလို့ရှိတာပါအာရရောက်တော့ချောင်းရင်နောက်နာကြီးပေါ့အရုဏကိုနာကြီးပေါ့အသက်ထဲတော့အရုံပေါ့လေရုံလို့မဖန်နဲ့ယုံရင်တော့အယုံပေါ့ င်းငယ်နီးမြန်းတော်လို့အဓိပ္ပာယ်ရတယ်။နည်းနည်းနီးတာပေါ့ဗျာ။နောက်တစ်ခုကရှေးဦးတက်လာဖို့နေအောင်ပေါ့။စလုံးပေါင်းရင်အယုံလို့ပေါင်းပါရဲ့အကိုရေးချမထက်ရပါဘူး။အရောက်ောက်တစ်ချောင်းငယ်နာကြီးတက်နဲ့စလုံးပေါင်းပါရဲ့။ဒီနေ့ရှင်းနေမှာပါတဲ့ငေါ့ဟာရောဘာလို့ပြောရလဲ အမူအရာကိုပြောတာများဖြစ်နေသလားဆရာနှစ်ခုလုံးရှိမယ်တင်တယ်ဟိုနှစ်ခုလုံးဖြစ်နိုင်တာပေါ့ဗျာငော့တယ်ဆိုတာကတော့ရှေ့ကိုစွန့်ထွက်တဲ့သဘောငော့ထွက်တဲ့သဘောလေးကိုအဲ့ဒါနဲ့အတိတ်ပဲချင်းတူတာပေါ့လေငော့တဲ့သဘောငော့တဲ့တည်းကရှေ့ကိုတိုးထွက်သွားတဲ့သဘောပေါ့ငော့တာပေါ့ငော့တာကိုပဲငော့တယ်လို့ပြောတယ်အဲ့တော့ငော့တယ်ဆိုတဲ့ခါကျတော့နှမျိုးလုံးဖြစ်နိုင်တယ်ဘယ်လိုလဲဆိုရင်စကားနဲ့လည်းငော့နိုင်တယ်အမှုရာနဲ့လည်းငော့နိုင်တယ် ငော့တယ်ဆိုတာတော့ရှေ့ကိုတိုးထွက်လိုက်တဲ့သဘောပေါ့။ဒါကြောင့်မင်းငော့တယ်ပြောရင်တော့ဒါအမှုရပဲပေါ့။ငော့ပြောတယ်ဆိုရင်တော့စကားပေါ့။